ခုတင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာ့ရင်ထဲစီးနှုန်းတွေမြင့်တက်လာတော့လေကြိုတင်မှောက်ထားတာကြောင့်73စီဖူလုံတွေရဲ့သတင်းပဲဖြစ်ပါတယ်ကမ္ဘာ့ရင်ထဲစီးနှုန်းမြင့်တက်မှုကြောင့်အာရှပစိဖိတ်ဒေသအတွင်းမှာ73စီစီးနှုန်းမြင့်တက်ခြင်းနဲ့အတူပြည်တွင်း73စီစီးနှုန်းတွေလည်းမြင့်တက်လာတော့လေကြိုတင်မှောက်ထားတာကြောင့်73စီဖူလုံမှုတွေရှိနေတယ်လို့သိရပါတယ် ပြည့်ရဲစတုံးစီဇင်းလုံးတွေမြင့်တက်လာတော့လေပြီးခဲ့တဲ့နှစ်ဆန်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ဇင်းလုံးတွေထက်တတရော်နေပြီးတော့ပြပါကနေစတုံးစီတင်မောတွေဟာအဆက်မပြတ်ဝင်ရောက်လျက်ရှိနေရလို့သိရပါတယ်။လက်ရှိမှာတော့ပြည့်ရဲစတုံးစီဇင်းလုံးကပြီးခဲ့တဲ့နှစ်ဆန်ပိုင်းဇန်နဝါရီလနဲ့ဖေဖော်ဝါရီလမှာဖြစ်ပေါ်ခဲ့တဲ့ဇင်းလုံးတွေထက်1လီတာကို700ကနေ750ခန့်အထိတတရော်နေလျက်ရှိနေရလို့သိရပါတယ်။ ဒါအပြင်ကြိုတင်မှောင်ထားတဲ့အစီအစဉ်တိုင်းပြပကနေ73စီတင်သမော်တွေကလည်းအဆက်မပြတ်ဝင်ရောက်လျက်ရှိနေပြီးတော့ ANC တွေကလည်းနှစ်ပတ်စာခန့်ရှိနေတာကြောင့်ပြည်ရင်းမှာတော့73စီဖူလုံမှုတွေရှိလျက်ရှိနေတယ်လို့သိရပါဗျ။ဒီသတင်းတော့မြန်တူကပေးပို့လာပါဗျ။